Hello. Reading လေးလည်းမတင်တာကြာပြီမို့လို့လीအဲအခုကပေါ့နော်음 collective ပုံစံမျိုးလေး general reading လေးပေါ့နော်ပြောချင်စိတ်လေးပေါ်လာလို့ပါ음အဓိကတော့ပေါ့နော်တချို့လေးတွေနည်းနည်း음အင်ဂျင်လေးတွေကကိုယ်ဘာတွေဘာတွေဆွေးနွေးပေးမလဲဘာတွေကြံပေးမလဲဆိုတာမျိုးလေးပေါ့နော်သိချင်ကြမဲ့သူလေးတွေရှိကောင်းရှိလိမ့်မယ်အဲ့လို energy လေးတွေရနေရတွေ့တွေ့ကြောင်း ဒီ reading လေးကိုလုပ်ပေးတာဖြစ်တယ်လက်တလုံးကတော့ပုံတော့ reading ကဘာလို့ဒီလိုမျိုးတင်တာတွေကျဲသွားလဲဆိုရင်တော့ဒီတဲ့တိုင်းပဲဟိုကြောင်လေးတွေနေမကောင်းဖြစ်တော့တကောင်အားကျတော့16ရက်နေ့ကညနေကဆုံးပါသွားတယ်ပြီးတော့ကြံတဲ့တကောင်ကျတော့ခိုးကတော်တော်လေးပြူးစုနေရတယ်ပေါ့နော်အဲ့အတွက်ကြောင့်ပါဒါတရဝါလေးဆိုရင်မဲ့လဲဒါကိုမွေးထားတဲ့ကလေးဖြစ်တဲ့အတွက်ကြောင့် မပစ်ထားနိုင်ဘူးလေအဲ့ဒါကြောင့်မို့သူတို့လေးတွေအဆင်ပြေအောင်လို့စိတ်ရှင်ရှင်နဲ့ကိုလောက်ပေးနေရတဲ့ခါကျတော့ညဘက်လေးတွေမအားလို့ပါနော်အဲ့တော့ကျွန်တော်နည်းလေး reading ကျဲသွားတာဖြစ်ပါတယ်လို့နော်အဲ့တော့ sorry reading လေးကိုစပြီးတော့ပြောမယ်နော် intro ရရှိသွားပါပြီအဲ့တော့ဒီမှာပေါ့နော်ဟို energy ကဘယ်လိုမျိုးလေးတွေပါမလဲဆိုရင် general reading ဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ဒါအဲလောက်ကင်ပိုင်းနေဆက်သဖြင့်ပေါ့နော်အဲ့လိုတွေလည်းပါလိမ့်မယ် အဲနောက်ပြီးတော့ဘောနော်ဒီအချီးရင်းနဲ့ပတ်သက်တာမျိုးလေးကြီးလည်းပါလိမ့်မယ်ဒါကတော့အမခံစားမိတာမြင်တာလေးတွေကိုအကုန်ပြောပြသွားမယ်ဘောနော် January ရင်းဖြစ်တဲ့အတွက်ကြောင့်ဒါအကုန်လုံးပါမယ် overall အကုန်ပါမယ် energy တွေကကြတော့ဒီကနားထောင်နေရင်းနဲ့ဘောနော်တကယ်လို့ကိုယ်နဲ့ကပ်ညီတာတွေ ပါတယ်ဆိုရင် DVD လေးကိုအဆုံးထိဆက်ပြီးတော့နားထောင်ပေးပါနော်။ရင်းအောင်ဆုံးကိုနဲ့ပတ်သက်တဲ့မြင်တဲ့ energy လေးတွေကိုပြောပြမယ်နော်။အဲ့တော့ဒီမှာဗာလေး energy ကိုရင်းအောင်ဆုံးမပြောခင် angel လေးတွေကကိုယ့်ကို message ပေးထားတာကဒီမှာအဓိကတော့ဘာသိရမလား။ဟိုရဲရင်ဖို့တတိရှိဖို့နော်။ခွန်အားတွေရှိဖို့ရင်းအောင်ဆုံးသူတို့တွေကကိုယ့်ကို message လေးပေးထားတယ်။အခုချိန်မှာကို့အနေနဲ့ပြိုလဲနေတာမျိုးလည်းရှိနိုင်တယ်။အဆင်မပြေတာတွေဂျုံနေရတာမျိုးတွေလည်းရှိနိုင်တယ်။အဲ့တော့မကြောက်ပါနဲ့တဲ့နော်။တတိရှိပါရရင်မှာကို့မှာကွာဒီခွန်အားတွေတတိတွေကို့စီမှာရှိတယ်။ကို့မှာအဲ့လိုမျိုးပေါ့နော်။ချင်းသေးတကောင်လိုမျိုးခွန်အားတတိတွေရှိတယ်လို့လုံးဝကိုပေါ့နော်။ဒါဖြူစင်တဲ့ နှလုံးသားလေးနဲ့ဒါကလေးလေးဆိုရင်ဒါဖြူစင်တယ်။နော်ကျင်နာတတ်တယ်။မေတ္တာတရားလေးတွေရှိတယ်။ကလေးတွေကဖြူစင်တယ်လေ။အစသဖြင့်ပြောချင်တာကတော့ကွာအမဒီကက်ကလေးကိုခံစားမိလိုက်တာကတော့ပေါ့နော်ကလေးငယ်တယောက်လိုမျိုးပေါ့နော်ဒါပျော်ရွှင်ခြင်းနေစသဖြင့်ပေါ့နော်အဲ့လိုမျိုးလေးတွေလည်းကိုယ်စီမှာကအဲဘယ်လိုပြောရမလဲအဲ့လိုပေါ့နော်ပျော်ရွှင်ပျော်ရွှင်အောင်လို့စူးစမ်းနိုင်တဲ့စိတ်တွေကိုယ်စီမှာရှိတယ် နောက်တစ်ဖက်သားပေါ်မှာတနာကျင်တာတက်တက်စိတ်တွေလည်းကိုယ်စီမှာရှိသလိုကိုယ်စီမှာချင်းသေးတကောင်လိုမျိုးရဲရင်နဲ့ခွန်အားတက်တဲ့တွေနဲ့ရှိတဲ့စွန်းဆောင်နိုင်ရည်တွေရှိတဲ့ရည်ချင်းတွေလည်းကိုယ်စီမှာရှိရဒါကကို့အတွင်းထဲမှာရှိတယ်။တစ်ခါလေကြာရင်ပေါ့နော်ကိုကဒီစိတ်ဖိစီးမှုတွေတအားများပြီးတော့တစ်ခါကြာရင်ပေါ့နော်ဒါအဆင်မပြေမှုတွေကြုံရတဲ့အခါဟောငေါဖြစ်ကောဖြစ်ပါမလားငါလောလုံနိုင်ပါမလားဟောဟုတ်ပါမလားဆိုတဲ့ပေါ့နော်ကိုကိုကိုယုံကြည်မှုလေးတွေပျောက်ဆုံးပြီးတော့ depression တွေဖြစ်တတ်တယ်စိတ်ကြတာတွေပေါ့နော်စိတ်ဓာတ်တွေကြတာမျိုးတွေဖြစ်တတ်တယ်အဲ့လိုမျိုးမဖြစ်ပါနဲ့တဲ့နော်ယုံဆုံးဒါကိုအတွင်းထဲမှာဒီလိုမျိုးစိတ်ခွန်အားတွေရှိတယ်ဆိုတော့ယုံကြည်လိုက်ပါနော်ဒီခွန်အားနဲ့ကိုကဘာပဲဖြစ်ဖြစ်ရအောင်ရှေ့ဆက်ပါတချို့လေးတွေဆိုရင်ဒီမှာဘာတွေမြင်နေရလဲဆိုတော့ငွေကြီးကြီးပိုင်းလေးတွေတော်တော်ခက်ခဲနေတဲ့သူလေးတွေရှိလိမ့်မယ်မကောအလုပ်ထဲမှာအဆင်မပြေတာမျိုးလေးတွေငယ်ငွေကြီးခက်ခဲမှုလေးတွေမကောဟိုရတာထက်ပေါ့နော်ထွက်တာများနေတဲ့သူမျိုးလေးတွေ ဲ့လိုပုံစံမျိုးပေါ့နော်အဲ့အဲ့လိုမျိုးလေးတွေကိုလည်းဒီမှာမြင်နေရတယ်အဲ့တော့အရန်ကြီးမကြောက်ပါနဲ့နော်ဒီလိုမျိုးသူလေးတွေလည်းအရန်ကြီးမကြောက်ပါနဲ့ဓမ္မဆိုရင်ဒါငွေကြီးပိုင်းနဲ့ပေါ့နော်နည်းနည်းလေးခက်ခဲပင်ပန်းနေတဲ့သူလေးတွေမြင်ရတယ်မကြောက်ပါနဲ့တဲ့နော်ဒါဘာဖြစ်ဖြစ်ကို့အတွက်ကလေတကယ်ကိုကောင်းမွန်နဲ့ပေါ့နော်ဒါငွေကြီးစီစဉ်မှုတွေရရှိလိုက်လဲမယ်တခုရှိတာတော့ကိုစူးစမ်းဖို့တော့လိုတယ်နော်စူးစမ်းပါဘူးစူးစမ်းဖို့တော့လိုတယ်စူးစမ်းရမယ် ဟိုဘယ်လိုပြောမလဲစိတ်တက်ကြနေလို့မရအောင်ကွာသိလားမလားဒီတခုခုအဆင်မပြေဖြစ်တိုင်းစိတ်တက်ကြနေလို့မရဒီမှာဆိုရင်ချူချူဆောဆောနဲ့ဟိုဒါအလုံးလုံးနေတယ်ကွာအဲ့လိုမျိုးဆိုရင်ကိုတို့ကဒါကိုကိုဆောက်ရှောက်ပေးနေတဲ့သူတွေလည်းရှိတယ်ကိုတို့ကောင်းချင်းနေပေါ့နော်ဒါပါပဲရှိရင်ငွေချင်းနဲ့ပတ်သက်ပြီးတော့အလုပ်ကိုင်းနဲ့ပတ်သက်ပြီးတော့ကောင်းမွန်တဲ့အရာတွေရောက်ရှိလာနိုင်မယ်အဲ့တော့ကိုကဘယ်လိုမျိုးလုပ်အောင်လဲဆိုတော့လုံးဝကိုနော်ဒါပြက်ပြက်တာတာနော်တိလာပြက်ပြက်တာတာပေါ့နော်စိတ်ကောကွာ စိတ်ဓာတ်ကိုမပြော့ညံ့သွားပါနဲ့လို့เนาะမပြော့ညံ့မဲနဲ့ကွာလုံးဝပြတ်သားတဲ့စိတ်တွေရင်းရင်းတဲ့စိတ်တွေနဲ့ခုနကပြောတဲ့ stress လို့ခွန်အားတွေနဲ့ခြင်းတဲ့တကောင်ရဲ့ရင်းရင်းမှုတွေနဲ့ပြက်ပြက်သားသားပေါ့เนาะဒါကိုယ်အတွက်ခွင့်ရေးခွင့်လန်းနေရလာမဲ့အရာတွေကိုစုပ်ကန်လိုက်ပါအဲ့ဒါအတွက်ကိုလည်းရအောင်စူးစမ်းကြည့်လိုက်ပါနော်အဲ့လိုသဘောမျိုးတွေကိုပြနေတယ်။ဘာပဲဖြစ်ဖြစ်အနာဂတ်မှာကအခုချိန်မှာခက်ခဲနေတယ်ဆိုရင်လည်းအရင်ကြီးစိတ်မပူပါနဲ့အနာဂတ်မှာကိုယ့်အတွက်က เนาะဒါအိမ်မက်တွေဖြစ်လာမယ်ကိုသွားကျင်တဲ့လမ်းကြောင်းတွေကိုရအောင်သွားနိုင်နေမယ်ခြေကလေးတွေကကိုစီးကျုံနေလိမ့်မယ်เนาะကိုအတွက်လင်းလက်လာမယ်เนาะဒါအနာကအဲ့ဒီအနာကကကိုရဲ့ရှိမှရှိနေတယ်အခုအချိန်လေးကပေါ့နော်ဒါလောကဒဏ်ရဲ့ဆန်တက်မှုတွေလောကဒဏ်ကဒီလိုမျိုး ကိုကိုအဆင်မပြေမှုတွေကိုကြုံစေပြီးတော့ပေါ့နော်ကိုဘလောက်ထိရဲရင်နဲ့ကိုဘလောက်ထိခုံအားတွေရှိလဲဆိုတာတို့ကဒါဆန်တက်တာပဲဒီဆန်တက်မှုတွေက ကျော်ဖြစ်နိုင်တဲ့စိတ်ခွန်အားတွေကိုအတွင်းထဲမှာရှိတယ်ဒါကိုကိုကိုတိုင်းမြင်အောင်ကြည့်ပါရှိကိုရှိတယ်ကွာမရှိဘူးဆိုတာမရှိဘူးရှိကိုရှိတယ်မြင်အောင်ကြည့်ရအောင်ကျော်ဖြစ်နော်ဒီခုနကလိုမျိုးရအောင်ကွာတိရမလားကျူးကျူးဆန်းဆန်းနဲ့ဟောဘာတွေပဲဖြစ်လာဖြစ်လာငါရအောင်ကျော်ဖြစ်မယ်ငါရအောင်ကျူးစားမယ်ဥပမာစာလုံးတယ်ပဲထားပါဆိုစာလုံးလို့ဟာဒီစာအကျဉ်းပြီးမေ့နေတာပဲဆိုပြီးတော့မကြက်တော့ဘူးလို့မလုံးနဲ့ကွာ မေ့နေတယ်ဆိုရင်ဘလိုအပိုင်းလေးတွေကိုမေ့တာလဲဘလိုမျိုးလေးတွေကိုပို့ပြီးတော့ငါအားထုတ်သင့်လဲဘယ်အပိုင်းတွေကိုငါမေ့တာဖြစ်တော့တော့ဒီအရာလေးတွေကို note ထုတ်ပါလဲဒီ notes လေးတွေထုတ်သင့်ရင်လဲထုတ်ပြီးတော့ဒါအတူကောက်လေးတွေနဲ့မှတ်ပြီးချက်သင့်ရင်လဲချက်ကမယ်စသဖြင့်ပေါ့နော်အဲ့လိုမျိုးကိုကိုကိုပြန်ပြီးတော့ပေါ့နော်ဒါဟိုဘလိုပြောရမလဲ idea လေးတွေထုတ်ပြီးတော့လုပ်ရမှာဒါအလုပ်ခိုင်ပိုင်းမှာဆိုလဲအဲ့လိုမျိုးပဲပေါ့နော်ကွာကိုလုပ်တဲ့လုပ်ကအဆင်မပြေဘူးဆိုရင်ဘာလို့အဆင်မပြေတာလဲဆိုပြန်ပြီးသုံးသက်သုံးသက်ပြီးွားရင် ဒီအဆင်မပြေမှုတွေနဲ့ပတ်သက်ပြီးတော့ကာရာအဖြစ်တိချာရှာပြီးတော့အမားတွေကတွေ့လာခဲ့မှဆိုရင်ဒီလိုမျိုးတွေမဖြစ်အောင်လို့ငါဘလိုမျိုးလေးစူးစမ်းရမယ်ဆိုစိတ်နဲ့ပဲတော့တခုခုဖြစ်တိုင်းစိတ်တည်းကြာဝါတာတခုခုဝေဖန်ခံရတိုင်းဟိုတိရမလားအရန်ကို depression ဖြစ်သွားတာမျိုးမဖြစ်ပါနဲ့နော်အဲ့ဒါတွေကဒီ negative energy တွေကကိုယ်ကိုဆွဲချသွားမဲ့ energy တွေပဲအဲ့တော့ကိုကကိုကိုအနာဂတ်မှာရှောက်လန်းရမဲ့အနာဂတ်မှာ တောက်ပလာမဲ့အရာတွေရရှိနေတယ်ကိုယ့်ရဲ့အိမ်မက်တွေဖြစ်လာဖို့အရာတွေရရှိနေတယ်ဒါအတွက်ကြောင့်အခုချိန်လေးမှာခက်ခဲနေတယ်ဆိုရင်လည်းစိတ်ဓာတ်မကြပါနဲ့နော်ခွန်အားအပြည့်နဲ့သာစူးစမ်းလိုက်ပါဘာပဲဖြစ်ဖြစ်တောက်ပတဲ့အနာဂတ်တွေကရောက်လာလိမ့်မယ်ဒါကတော့ဒီ energy ကိုမြင်မိတဲ့လောက်ကတော့ပြောရမယ်ဆိုရင်ဒါအလောက်ကင်ပိုင်းနေတော့တချို့စီးပွားရေးနဲ့ပတ်သက်တာတွေတချို့ပညာရေးနဲ့ပတ်သက်တာတွေနည်းနည်းအခက်အခဲလေးတွေရှိနေတဲ့သူလေးတွေရှိကောင်းရှိလိမ့်မယ်အခုကြည့်ရတဲ့သူတွေမှာ ူတို့လေးတွေအတွက်ဒါဘာပဲဖြစ်ဖြစ် motivation ပေးတဲ့သဘောမျိုးလေးပေါ့နော်ဒါစိတ်ခွန်အားပေးတယ်လှုံ့ဆော်ပေးတယ်ဘာဖြစ်ဖြစ်ဒီလိုမျိုးသာကြိုးစားသွားမယ်ဆိုရင်ကိုယ့်အိမ်မက်တွေကပေါ့နော်နော်ဟိုမှန်တကယ်ဖြစ်လာနိုင်တယ်ဖြစ်လာဖို့တွေကရှိတယ်ကွာနော်ဒီအခုလက်ရှိကာလလေးမှာစိတ်ထဲကြမနေဘဲနဲ့ကြိုးစားဖို့ပဲလုပ်တယ်အခုဆိုရင်အမားဆိုလည်းဘယ်လိုတွေပဲကြုံရကြုံရစိတ်ထဲမကြဘူးကွာတည်ရမလား အကောင်းဆုံးမိုးလင်းအိပ်ရာထတာနဲ့အကောင်းဆုံးနေမယ်လို့ပဲတွေးတယ်။စိတ်ကိုအတက်နိုင်ဆုံး positive energy မှာပဲထားတယ်။ negative တွေမဝင်အောင်ကြိုးစားတယ်။အဓိကမြန်မာလိုပြောမှဆိုအကုသိုလ်ကင်းအောင်နေတယ်။မိုးလင်းရနေမိုးချုပ်ထိအကုသိုလ်ကင်းအောင်နေတယ်။အတက်နိုင်ဆုံးရှောင်နေပေါ့ကွာတိရမအကုသိုလ်ဖြစ်စင်မဲ့အရာတွေကိုပြောလည်းမပြောဘူးလှုပ်လည်းမလှုပ်နောက်ဆုံးကွာတိရမလားကို social media မှာကြည့်လို့ Facebook တွေဘာတွေကြည့်လို့ပွဲတွေဘာတွေဖြစ်နေတော့မှ skip လုပ်လိုက်တယ်ကြော်သွားလိုက်တယ်မပါတော့ဘူး။ အခုတော့ခံပြီးတော့လဲလိုက်ပြီးတော့လဲကြည်မနေဘူးလိုက်ပြီးတော့လဲဝေဖန်မနေတော့ကိုယ့်စိတ်ကိုတတ်နိုင်အောင်ရှင်းရှင်းလေးပဲဖြစ်အောင်နေတယ်ဒါကဘာပဲဖြစ်ဖြစ်တနေ့တမ်းမှာဒီလိုမျိုးနေ့တိုင်းနေ့တိုင်းကိုစိတ်ရှင်းရှင်းလေးနဲ့အကောင်းဆုံးနေသွားမယ်ဆိုရင်ကိုယ့် energy ကောင်းရင်ကောင်းသလိုကိုယ့်ရဲ့နေ့ရက်တိုင်းကလည်းတဖြည်းဖြည်းချင်းကောင်းလာလိမ့်မယ်နော်အဲအဲ့လိုသဘောမျိုးလေးကိုပြောချင်တာပါနော်အဲ့တော့ဒါကတော့음ဒီအပိုင်းလေးကတော့ဒါ ပေါ့နော်ဒါခုနကပြောသလိုပေါ့နော်ငွေကြေးစီးပွားအလုပ်ကိုင်းနဲ့ပတ်သက်ပြီးတော့အဲအဆင်မပြေနေတဲ့သူလေးတွေရှိတယ်ဆိုရင်ဒါဒီဘိုင်းလေးကဒီ energy လေးတွေကိုအဲဒါဘာပဲဖြစ်ဖြစ်ဒီ energy လေးတွေကနေတဆင်ပေါ့เนาะခွန်အားလေးတွေရသွားပါစေလို့ဆုတောင်းပေးတယ်အဲ့တော့ not divine နေနေကတော့မဘာတွေဖတ်မိရလဲဆိုတော့အခြေအေးနဲ့ပတ်သက်ပြီးတော့ဖတ်မိထားတယ်အခြေအေးမှာဆိုရင်ကွာဟိုလောလောဆယ်ဆယ်မှာတကယ်ကို တကယ်ကိုပင်ပန်းနေတဲ့သူတွေရှိလိမ့်မယ်နော်လောလောဆယ်ဆယ်ကတိရမလားအိမ်မှာဆိုရင်မတန်ညာပဲဒီဆိုလဲအိမ်မရဘူးအာစိတ်ပင်ပန်းနေမွန်းချက်တဲ့ပူလောင်နေခံပြင်းနေအဲ့လိုမျိုးတွေဖြစ်နေတဲ့သူတွေရှိလိမ့်မယ်ဒါကများတော့အဖြစ် separation သမားလေးတွေလည်းဖြစ်နေတယ်တချို့ကျတော့ separation မဟုတ်ပင်မဲ့လည်းအခုလက်ရှိမှာအစမပြေဖြစ်နေတဲ့အရာတွေပေါ့နော်အဲ့ဒါတွေကြောင့်လည်းဖြစ်နိုင်တယ်နော်ဟိုတချို့လေးတွေကြတော့ကွာတိရမလားဟိုအဆင်မပြေဖြစ်နေတဲ့အရာတွေကို ပေါ့နော်ဒါဒါအခုဖတ်မိတဲ့ energy ကကြတော့လက်ရှိ RS လေးတွေပေါ့နော်လက်ရှိ RS လေးတချို့လေးတွေအဆင်မပြေကြအောင်အဆင်မပြေအောင်မနေနေလေးဟိုဘယ်လိုပြမလဲကိုယ့်ကိုကွာတိတယ်မလားထိန်းချုပ်ထားသလိုဘယ်လိုပြမလဲဖမ်းချုပ်ထားသလိုခံစားရတဲ့ energy တွေနဲ့တချို့တွေဆိုရင်ကွာကိုယ့်ရဲ့ဒီ partner ကိုယ့်ရဲ့ relationship ကကိုယ့်အတွက်ကဘလို့သူနဲ့ပတ်သက်ပြီးတော့အဆင်မပြေဘူးပေါ့နော်ဟိုအတတ်နိုင်ဆုံးတော့ကိုယုံထွက်ခြင်းနဲ့ဒါမဲ့ တကယ်တကယ်ကြတော့လေရုံထုတ်လို့ရလားဆိုတော့လည်းမရဘူးအကြောက်တရားလေးကြီးရှိနေသေးတယ်ဟိုဘယ်လိုမှအဲ့လိုမျိုးအကြောက်တရားတွေကြောက်အဲ့လိုမျိုးအဲ့လိုမျိုးကြီးကြောက်နောက်ပိုင်းကျတော့လေဟိုဘယ်လိုသူ့ရဲ့ခြိနှောင်ခြင်းတွေပဲပြင်ပြင်ပြီးတော့ခံလိုက်ရတယ်အဲ့လိုသူလေးကြီးလည်းပါလိမ့်မယ်နော်အဲ့တော့ဘာဒီပဲဘလို့ဖြစ်နေပါစေเนาะအဲ့လိုမျိုး energy တွေရှိနေတယ်ဆိုရင်လဲပေါ့เนาะဟွန်းခုချိန်မှာတော့ လိုပြောရမလဲအရန်ကြီးပေါ့နော်ရှီရှီဝဲဝဲကြီးတွေတအားမတွေးပဲနဲ့ဟိုဘယ်လိုပြောရမလဲကုကုကုတတိလေးတွေမွေးလိုက်ကြပါတဲ့တတိလေးတွေမွေးပေးပါနော်တတိလေးတွေမွေးပြီးတော့ကိုယ့်ရဲ့ဒီပေါ့ဒါလင်းရောင်လေးကိုကိုယ်တိုင်းရှာနော်ကိုယ့်ရဲ့လင်းရောင်လေးကိုကိုယ်တိုင်းရှာမယ်နောက်ပြီးဝရင်ဒီဒီလိုမျိုးပေါ့နော်ဒါဘယ်လိုပြောရမလဲ fears တွေဒီမျိုးအကြောက်တရားတွေနဲ့သိရမလားချုပ်ကင်မှုတွေ control တွေအောက်မှာဖယ်ရှိနေရမျိုးမဟုတ်ဘဲနဲ့ပါဟိုဘယ်လိုပြမလဲနည်းနည်းလေးပေါ့နော်ဒီအကြောက်တရားကနေရုံထွက်နိုင်အောင်တတိလင်းမွေးကြည့်ကိုယ့်ရဲ့ဒီပေါ့နော်ဒါလွတ်လပ်ခြင်းလင်းရောင်လေးတွေမတချို့ဆိုရင် separation နဲ့မှရှိလိမ့်မယ်ကွယ် separation နဲ့ရတူလေးကြီးကြတော့ဟိုပေါ့နော်သူ့ရဲ့ energy တွေကနေပဲလွှမ်းမိုးခံနေရတာမျိုးတွေမဟုတ်ဘဲနဲ့ကွာသိရမလားကိုယ့်ကိုယ်တိုင်းကိုယ့်ရဲ့ energy နဲ့ပဲကိုဟို ရှင်တန်းနိုင်အောင်လို့ကွာအဲ့လိုမျိုးအလင်းရောင်လေးကိုတတိရှိရှိနဲ့ရှာဖွေကြည့်လိုက်ပါနော်ပြီးွားရင်နောက်တစ်ခုကကြတော့ကွာကိုယ့်ရဲ့ဒီစိတ်တွေပေါ့နော်စိတ်တွေဒီလိုမျိုးမတိမငိမ်ဖြစ်နေတဲ့စိတ်တွေကိုလည်း grounded ဖြစ်အောင်လို့စူးစမ်းကြည့်ရမယ်စူးစမ်းဖို့တော့လိုတာပေါ့နော်ဟိုဘယ်လိုပြမလဲဒီတိုင်းနေရင်တော့မရဘူးပေါ့ကွဲသေးရမလားစိတ်ကို healing နည်းတော့လုပ်ရမှာပေါ့နော်တချို့ကျတော့လည်း toxic relationship ကရောမထွက်နိုင်သေးတဲ့သူတွေရှိနေရဲဆိုလည်းရတယ်ဒါပေမဲ့ အဲ့ဒီပေါ့နော်ဒီရှိနေတဲ့ကာလအတွင်းမှာတော့ကိုကိုကို healing လေးတွေလုပ်ပေးပါအဓိကကွာအကြောက်တရားကိုရင်ဆိုင်နိုင်ဝါမယ်တတိရှိဝါမယ်တေချာကိုရဲ့အလင်းရောင်လေးကိုကိုရှာတွေးနိုင်ဝါမယ်ဆိုရင်ဒီလိုမျိုးအဆင်မပြေနေတဲ့ရဝုံးကနေဘယ်သူမှဆိုထွက်လာနိုင်မှာပဲဒါ separation ဖြစ်နေတဲ့သူလေးတွေဆိုရင်လည်းနောက်ပိုင်းမှာဒါသိတယ်မလားလောလောဆဆလောလောလက်ပူလောင်နေရသေးတယ်ဆိုပေမဲ့လည်းတဖြည်းဖြည်းချင်းကိုရဲ့အလင်းရောင်လေးကိုရဲ့ပျော်ရွှင်မှုလေးကိုကိုရှာတွေးလာမှာပဲနော် နောက်တစ်ခုကကျတော့ပေါ့နော်ဒါဒီဒီမှာဆိုရင်음ဘယ်လိုမျိုးမှဒီ energy လေးကိုတွားပြီးတော့ပေါ့နော်ဒါဖတ်လိုက်မိလဲဆိုရင်ကွာ grounded ဖြစ်အောင်လုပ်စေချင်တာနော်ကိုယ့်ရဲ့ energy တွေကိုယ့်စိတ်တွေကိုတည်ချလေးပေါ့နော်တည်ငြိမ်အောင်လို့ပြောရမှာဆိုရင်တော့တည်တည်ငြိမ်ငြိမ်လေးဖြစ်အောင်ဒီတစ်ပင်တစ်ပင်ကမြေကြီးထဲမှာအမြင့်တွေပြီးတော့တည်ငြိမ်ပြီးတော့ပေါ့နော်ဒါ ိုဘာပဲဖြစ်ဖြစ်မယိုင်လဲသွားမယ်ဆိုတဲ့သဘောမျိုးအမကတော့ဒီလိုဒီလိုမျိုးကိုအမဖတ်လိုက်မိတယ်ဒီဒီကတ်တည်းရဲ့ energy ကိုပေါ့နော်အဲ့လိုမျိုးဖြစ်အောင်လုပ်ပေးပါတဲ့အဲ့လိုမျိုးဖြစ်အောင်ကြိုးစားပါတဲ့နော်ပြီးွားရင်ကိုယ့်ရဲ့ဒီ career ရှိတယ်ဆိုလဲ career ဘိုင်းကိုအာရုံစိုက်ပြီးပါဒီ relationship ဘိုင်းနေမှာပဲပေါ့နော်အများတန်းခေါင်းထဲမှာထည့်ပြီးတော့အာရုံစိုက်နေတာမျိုးမဟုတ်ဘဲနဲ့ခုခုကိုလည်းအာရုံစိုက်ကြည့်ပါကိုကိုကိုလည်းအာယုံဆိုင်ပြီးတော့ကိုယ့်ရဲ့ဒီပေါ့နော်ဒါလက်ရှိလုံနေတဲ့အလောက်ကိုင်းရှိတယ်ဆိုလဲဒီလက်ရှိအခြေအနေလက်ရှိအချိန်ကာလလေးမှာ ျော်ရွှင်အောင်နေပြီးပါဒီလောက်ကိုင်းတွေကိုပျော်ပျော်ကြီးလှုပ်ပြီးပါပြောချင်တာကတော့ကွာဟိုတခုခုကိုမေးဖို့အတွက်ကိုပေါ့နော်အလောက်ကိုင်းထဲမှာပဲခါတယ်ရန်ကြီးစိတ်ကိုနှိမ့်မြုပ်ခိုင်းတာမျိုးတော့မဟုတ်ဘူးကိုဘာလှုပ်နေလဲအခုချိန်မှာငါလှုပ်လှုပ်နေအခုဆိုရင်အမဒီဗီဒီယိုရိုက်နေတယ်ဗီဒီယိုရိုက်နေဆိုရင်ရိုက်နေတဲ့ဗီဒီယိုပေါ်ပေါ်မှာအာရုံထားတယ်။တခြားဘာတွေပဲဖြစ်နေဖြစ်နေဘာတွေပဲပေါ့နော်ဒီခံစားချက်တွေရှိနေရှိနေဒါတွေကိုခေါင်းနဲ့ထုတ်ထားလိုက်တယ်။အဲ့လိုမျိုးပေါ့နော်လက်ရှိ moment လေးပေါ့နော်ကိုအခုရှိနေတဲ့ present moment လေးကိုပဲအာရုံစိုက်ပြီးတော့ ကိုကိုကိုတည်ငြိမ်အောင်လုပ်ပေးပါတဲ့နော်ဒါကတော့ပြောမယ်ဆိုရင်တော့ဒါဘာတွေဘလို့ဖြစ်လာမယ်ဘာညာဖြစ်လာမယ်ဆိုတဲ့ message မျိုးတော့မဟုတ်ဘူးပေါ့နော်ဒါအဓိကတော့ကိုကိုဘလိုမျိုးလေးတွေစိတ်ကိုနေရမယ်ဘလိုမျိုးလေးတွေစူးစမ်းရမယ်ဆိုတဲ့သဘောလေးတွေကိုဒါဆွေးနွေးပြီးတဲ့ဘိုင်းမျိုးလေးပေါ့နော်အဲဒါကတော့ဘလိုပြောရမလဲ motivation message ပုံစံမျိုးပေါ့နော်ဟိုလိုမျိုးကြီးတွေတစ်ဖက်လုံးနဲ့ဘာတွေဖြစ်လာမှလဲကိုယ့်ရဲ့ချစ်ရေးမှာဘာတွေဘလို့ရှိလာမှလဲအဲ့လိုမျိုးကြီးတော့မဟုတ်ဘူးပေါ့နော်ဒီမှာဆိုရင်လည်းချစ်ရေးနဲ့ပတ်သက်ပြီးတော့ကလောလောဆယ်ဆယ်စိတ်ကိုပဲတည်ငြိမ်အောင်ရုံစုံစူးစမ်းခိုင်းနေလက်ရှိ moment မှာပဲပေါ့နော် grounded ဖြစ်အောင်နေရမယ်ရှေ့လျှောက်ဘာတွေဘလို့ဖြစ်လာမယ်ဆိုတာတွေကိုလောလောဆယ်ဆယ်မတွေးခိုင်းသေးဘူးလို့အမတော့ခံစားနေမိတယ်ဒီ energy ရတယ် ရှေ့လျှောက်ဘာတွေဘလို့ဖြစ်လာမယ်ဘာတွေဘာတွေဖြစ်လာမယ်စသဖြင့်ပေါ့နော်အဲ့ဒါတွေကတော့နောက်ထပ်ဒီလိုမျိုး reading လေးလုပ်တဲ့ခါကျရင်အမဟိုကတ်လေးတွေဖတ်ရင်ဖတ်မိတယ်လို့မျိုးပြောပြပေးပါမယ်ဒါပေမဲ့အခုဖတ်မိတဲ့လောက်ကတော့ ဒီအနာခက်ကိုမတွေးဘဲနဲ့လက်ရှိမှာပဲအကောင်းဆုံးပေါ့နော်ဒါစိတ်ကိုစူးစီးပြီးတော့ brown dot ဖြစ်အောင်နေဖို့အတွက်ကိုအဓိကပေးထားတယ်အဲ့တော့ဒီ reading ကိုအဆုံးသတ်ရမယ်ဆိုရင်တော့ပေါ့နော်ဒါအရှိမှာလဲဒါ career ဘိုင်းနဲ့ပတ်သက်ပြီးတော့အဲဘယ်လိုမျိုးလေးတွေစူးစမ်းရမယ်ဘယ်လိုစိတ်ထားလေးထားရမယ်ဘာလေးတွေဖြစ်လာနိုင်ချေရှိရဲဆိုတော့ပြောပြထားပေးတော့ဒါအခြေရေးဘိုင်းမှာဆိုရင်လဲဘယ်လိုမျိုးလေးတွေနေထိုင်ရမယ်ဘယ်လိုမျိုးလေးတွေစူးစမ်းသွားရမယ်ဆိုတော့ပြောပြထားပေးတာဖြစ်တယ်ပေါ့နော်ဒါကတော့ဒီကတ်လေးရဲ့နမိတ်ကိုပေါ့နော်ဒါ အဲဖတ်မိသလောက်လေးတွေကို sorry ညဝေပေးတာဖြစ်တယ်အဲဒါဟိုလမ်းလမ်းပြပေးတယ်ပေါ့နော်လမ်းညွန်ပေးတယ်ပေါ့နော်ဘလုံမျိုးလေးတွေစ조사သွားဖို့ဆိုတာပေါ့နော်အဲ့တော့အဲဒါတော့ guide message ပုံစံမျိုးလည်းဖြစ်သွားတာပေါ့နော်အဲ့တော့ energy ကိုင်းရတဲ့သူလေးတွေရှိရဆိုရင်လည်း comment လေးတွေတော့ အဲမှန်ပြီးတော့ဗောနော်ဒါပြပြပေးသွားပါအဲနောက်ထပ်ဗောနော်ဒီဒီလိုမျိုး reading လေးကို intuition ကနေတောင်းဆိုလာတယ်ဆိုရင်လည်းနောက်ထပ်တရက်ဗောနော်နောက်ထပ်ရက်နောက်ထပ်တရက်ဆိုတာဒီလမကုန်ခင်တရက်ရက်မှာထပ်ပြီးတော့လှုပ်ပေးမယ်လှုပ်ပေးတဲ့အခါကျရင်ဗောနော်ဒီ energy လေးတွေကနေဘယ်လိုမျိုးလေးတွေထပ်ပြီးတော့ဖြစ်လာနိုင်မလဲဆိုတာကိုစက်ပြီးတော့စောင့်ကြည့်ပေးပါနော်အခုလိုမျိုးအဆုံးထိနားထောင်ပေးတဲ့အတွက် ကျေးဇူးများကြီးတင်ပါတယ်စကားပြောတာနည်းနည်းလေးမြန်သွားပါလိမ့်မယ်အဲ့လိုမျိုးမြန်သွားတာဖြစ်တဲ့အတွက်ကြောင့်လဲထောက်မှန်ပါတယ်เนาะပြောရင်ပြောရင်လည်းအားပါသွားတဲ့ခါကျတော့လေနည်းနည်းမြန်သွားတာဖြစ်ပါတယ်เนาะအဲ့တော့အားလုံးပဲနောက်ဗီဒီယိုလေးတွေမှာပြန်ပြီးတော့တွေ့ကြမယ်เนาะအခုဗီဒီယိုလေးမှာတော့ bye bye